ခိုင်းစားလို့ရပြီတကဘာလုံးလျှောက်လိန်တော့အများဆုံးလိန်ခံရတာလေအမေရိကန်ကဖြစ်နေတယ်အမေရိကန်7ဘီလီယံလောက်ပါသွားပြီပေါ့ပြတော့အမေရိကန်အစိုးရကဗျာသူ့တာနုကိုလာရိုက်တော့ဘဲခံမလဲဗျာသူ့အချိုးစီးပွားလေစားတွေကတော့အားလုံးသိတဲ့အတိုင်းပဲเนาะကျွန်တော်တို့ဒီ အောင်ပွဲတွေအောင်ပွဲတွေရနေတယ်ဗောနော်ဒီစကိုင်းတိုင်းမှာရှိတဲ့ဒီကျွန်တော်တို့ဒီဒေါ်လာကြီးတက်ဖွဲ့တွေကဒီစစ်ကြောင်းတစ်ကြောင်းကိုဂျာပြတ်တိုက်ခိုက်လိုက်တာနော်အခုကျွန်တော်တို့ PDF တွေကအစွမ်းကားတာစစ်ကြောင်းတွေကိုတော့ဟိုဘယ်လိုပြောမလဲစစ်ကြောင်းလိုက်ချိန်မုံနိုင်တဲ့အဆင့်ကိုရောက်လာပြီဒီ viewer မူပါဝင်90ကျော်ကြာဆုံးတယ်လို့ပြောတယ်စစ်တုပ်ပန်းတွေလည်းအများကြီးဖမ်းမိတယ်ဗောနော်ဒီစစ်တပ်နဲ့တရားနဲ့ ပြီးစောတိတရားပါတဲ့စစ်ကြောင်းကိုဝိုင်းစော်တဲလိုက်တာအဲ့တော့တိုးတက်လာတယ်လို့ပြောရမှာပေါ့နော်တခါလားရှိုးမှလေဒီလားရှိုးမှလေဒီဒီစကားမတွေကလားရှိုးမျိုးပြင်မှာရှိတယ်ကိုကန့်တွေကိုစုတ်ခိုင်းတာကနေကိုကန့်တွေကမစုတ်ပေးဘူးဆိုပြီးတော့စည်ရင်တင်မာမှုတွေဖြစ်နေကြပြီအဲ့တော့ကြည်ရတာကိုကန့်နဲ့စကားမရင်းနဲ့ပြန်တိုက်တော့မယ်သဘောရှိတယ်အဲ့တော့လားရှိုးပပလေးကိုဝိုင်းထားတာလीနော်အဲ့တော့ အဲ့ဒါလေအဲ့ဒါလေဒီကောင်းတဲ့ဖြစ်စဉ်တစ်ခုပါကျွန်တော်တို့ပြည်သူတွေရဲ့တုတ်ပြန်မှုကိုကိုးကန့်နေလဲကြားမှာပဲเนาะပလောင်နေလဲကြားမှာပဲအဲသူတို့လည်းတောက်တခေါင်ခေါက်နေနေမှာပဲအဲ့တော့သူတို့လည်းပြန်လုံမဲ့သဘောရှိတယ်အဲ့တော့စက်စကားမကလာလာရှိုးမှာဒီဒီလာရှိုးမှာရှိတဲ့ဒီမြောင်းလိုက်တက်တွေကကိုးကန့်ကပပလဲဝိုင်းလာတာဟိုရှိရှိပြောရရင် ကိုကန့်ကအချိန်မီပြန်ယူလို့ရတာပေါ့နော်အဲ့တော့ကိုကန့်နေရဲ့ရက်တီချက်တွေကိုလည်းဒါစေရေးနေတာရ ပြောရင်တော်တော်လေးကိုအချိန်ကြီးကောင်းတာပေါ့နော်တခါတောင်ပိုင်းတိုင်းသတင်းသာကြီးမှာလဲမောတောင်မှာရှိတဲ့နေဆက်စကန်ကိုကျွန်တော်တို့ KNU KNL ကကရင်တပ်မတော်ကတင်လိုက်နိုင်တယ်ဆိုပြီးတော့သတင်းတွေတန့်နေပြီပေါ့နော် တခါကြားဖြန့်ကိစ္စကြားဖြန့်ကိစ္စကလေစိတ်ဝင်စားဖို့ကောင်းပါတယ်နော်အမေရိကန်နိုင်ငံသားတွေမှာတော့လိမ်တာပြောချင်တာကသူတို့ကလိမ်စရာရှားလို့အမေရိကန်နိုင်ငံသားတွေရဲ့ပတ်စံတွေကဘီလီယံမနစ်ကတစ်နှစ်တည်းအမေရိကန်နိုင်ငံက10ဘီလီယံလောက်အလိမ်ခံလိုက်ရတယ်ပြောတယ် ပြောချင်တာကဗျာဒီကြားဖြန့်လုပ်နေတဲ့လူတွေပေါ့နော်သူတို့ပြောသလိုသူတို့စာမတတ်ပါဘူးလို့သူတို့ပြောပြောတဲ့အတိုင်းပဲတကယ်စာမတတ်တာဗျာဒီနည်းပညာတွေကဒီအနောက်နိုင်ငံတွေအမေရိကန်ကထွင်ထားတာဗျာသိလားအဲ့တော့သူတို့သူတို့နည်းပညာနဲ့အင်တာနက်ဆက်ကြောင်လာလိမ့်ရင်ဘယ်ကလိမ့်တယ်လဲဘယ်ကလာလဲလိမ့်လို့မှမရတာဗျာနော်ဟိုပြောချင်တာကနောက်ဆုံးဒီ source ကိုလိုက်လိုက်ရင်ပေါ့သူတို့ပြောနေတဲ့ အင်တာနက်ပေါ့နော်ဒီအင်တာနက်ဆက်ကြောင်းကိုလိုင်းလိုင်းဒီ source ကဘယ်ကဘယ်ကလာလဲဆိုတာပေါ်နေတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်တွေကလည်းဒီဒီသူတို့ရဲ့ကြားဖြန့်ခေါင်ချုပ်ခေါ်မှာပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာဟိုချဲသဘောတရားနဲ့ပြောမယ်ဆိုရင်နှလုံးထီသုံးလုံးထီနဲ့ပြောမယ်ဒိုင်ချုပ်ပေါ့ကြားဖြန့်ဒိုင်ချုပ်ကနေပြီးတော့ကမင်းအောင်လိုင်းလေအဲ့တော့သူတို့ကငါတို့ကဘာကြီးကိုဘယ်သူမှဂယူမဆိုင်ဘူးဆိုပြီးတော့ပေါ်တင်တနေရာတွေကနေပေါ်တင်လုပ်နေကြတာဗျာ အဲ့တော့အနောက်နိုင်ငံတွေမှာရှိတဲ့လိန်တဲ့လူတွေကနေရပုံပြီးတော့လိန်ပြေးရတာဘာလို့လဲဆိုတော့ဒီမှာရှိတဲ့ဒီ cyber security လို့ခေါ်တဲ့အစိုးရရဲ့တံပြန်ဒီ cyber လုံခြုံရေးအဖွဲ့တွေကဘယ်နေရာလာလဲဆိုတော့စုတ်စုလိုက်တာလိုက်ပြီးတော့အဲ့ဒီနိုင်ငံတွေလိုက်ဖမ်းတာဒါကကဘာမှမဖြစ်နေတာကြားလာပြီဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ဒီခေါင်ချုပ်ပေါ့နော်ဒီဒိုင်ချုပ်ကြီးတို့ကဟိုကဘာအကြောင်းလဲနားမလဲ ဘာလဲနားမလဲမင်းတို့သူတို့ကနေရာရှိရင်အင်တာနက်ရှိရင်လှုပ်ရှားလို့ရပြီလူတွေဖမ်းထည့်ပြီးတော့ခိုင်းစားလို့ရပြီဆိုတကဘာလုံးကိုရှောက်လိန်တော့အများဆုံးလိန်ခံရတာလေအမေရိကန်ကဖြစ်နေတယ်အမေရိကန်7ဘီလီယံလောက်ပါသွားပြီပေါ့ပြတော့အမေရိကန်အစိုးရကဗျာသူတာနုကိုလာရိုက်တော့ဘဲခံမလဲဗျာသူအကျိုးစီးပွားလေအဲ့တော့ဒီဒီစကမတော့ကဘလောက်ထိညံမရှိဘူးလဲဆိုရင် မစင်စားတာပေါ့နော်သူတို့ကိုအကြံပေးတဲ့လူတွေလည်းမလို့ပြောလဲမသိဘူးအမေရိကန်ကိုဒီမပါပါအောင်သဆွဲသွင်းနေတယ်အဲ့တော့သူတို့ကတရုတ်ကို မပါပါအောင်ဆွဲသွင်းတာလည်းလုပ်ခဲ့တာပြီဒါပေမဲ့အမေရိကန်ကိုဒီသူတို့သူတို့ကိုလာပြီးတော့သတိမထားမိအောင်ထားမိအောင်အမေရိကန်ကိုဒီပွဲတဲကိုဒီကွင်းတဲကိုဒီစီးဝိုင်းတဲကိုဒီကစားပွဲတဲကိုဟိုမပါပါလောင်သွားပြီးရန်သက်စားတယ် အဒီထဲမှာမှာအမေရိကန်ကအမေရိကန်မှာကလည်းလက်ရှိရှိနေတဲ့သမ္မတကလည်းဆက်ဆက်တီမခံ။ तू ကမာနလည်းအရန်ကြီးတယ်။ तू ကလည်း तू ကလည်းဟိုဘယ်လိုပြောမလဲစီးတွေစီးကန်းတွေတိတ်ပြီးတော့လိုက်နာတာမဟုတ်ဘူး။ကျွန်တော်ပြောတဲ့ norm တွေပါတွေ rule or law တွေတိတ်ယူဆိုင်တဲ့လူမဟုတ်ဘူး။ तू ပြောချင်တာပြော तू လုပ်ချင်တာလုပ်နေတာ။အဲ့တော့အဲ့ဒီလူနဲ့သွားတွေ့တဲ့ခါကျတော့အခုသူတို့ပြားတုပ်ပြီးခေါ်မှာပေါ့နော်။ပြားတုပ်ပြီးခေါ်မှာပေါ့။ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံဝင်မှသွားပြီးတော့ဟိုအမေရိကန်နိုင်ငံရဲ့ပတ်စံအောင်သွားလိမ့်နေတာဗျာသူတို့အဆင့်ကကဘာပေါ်မှာဟိုဘယ်လိုပြောမလဲဟိုပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ပါကဖတွေကိုတော့မနိုင်တဲ့လူတွေလေးနော်အော်ပြည်တွင်းမှာရှိတဲ့ပါကဖတွေကိုတော့သူတို့မနိုင်တာဗျာမနေ့တနေ့ကမှတနက်ကင်တဲ့လူတော့မနိုင်တာဗျာအဲ့တော့ဟိုဟိုပါကဖတွေဟိုဟိုကအရန်တော်တာကိုပြောနေတာအဲ့တော့ပြည်တွင်းမှာရှိတဲ့ပါကဖတော့မနိုင်တာဗျာ အမေရိကန်စစ်တပ်ကိုသွားပြီးစိန်သက်ခေါ်နေတာစိန်သက်ခေါ်တော့ဟိုကအခုတကယ်တမ်းနေလန်းကာလာလုံမယ်လဲဆိုတော့အခုပြတုပ်ပြီဆိုလိုချင်တာကဟိုဒီ BGF တွေလည်းပါမှာပေါ့ဗျာသူတို့ကတော့မနေ့ကတော့သူတို့ကမဆိုင်ပါဘူးသူတို့ကနားလည်းမလဲပါဘူးသူတို့ကတော့စင်ကြေးပေးတာပေါ့ဗျာသူတို့ဒီမှာငရုတ်သီးပဲရှိပါတယ်ငရုတ်သီးပဲရမှာပါငရုတ်ခင်းပဲပြောချင်တာကဗျာဒီလားဟို အဲ့ဒီ BGF ကညီကိုတွေကိုလည်းပြောချင်တာခမရဟိုဒီသူတို့သူတို့ပြည်နယ်မှာရှိတဲ့သူတို့ဖမ်းထားတဲ့ဒီကြားဖြန့်လုပ်ငန်းမှာဖမ်းထားတဲ့လူတွေကိုပဲသူတို့ပြောချင်တာပြောလိန်ချင်တာလိန်လို့ရမယ်လေစကားမတွေလည်းပြည်တွင်းမှာရှိတဲ့လူတွေကိုပဲမြဝတီတို့ဒီ MRDV ပြီးတော့ပြောချင်တာပြောလိန်လို့ရမယ်ဗျာသူကဘာကိုလိန်လို့ရမယ်တင်ပြောချင်တာကသူတို့ကိုယ်တိုင်နီးပညာနဲ့လိန်စားနေတာလေ တော့အဲ့ဒီနီးပညာကိုတည်ထင်ထားတဲ့ဘိုးရီကြီးအမေရိကန်ကိုလိန်လို့ရမှာလားပြောချင်တာကအဲ့ဒီ BGF တွေတတိယနေ့အင်တာဘင်တခါတက်တခါအစားဘာထမင်းဟင်းစားတာအစားအမေရိကန်ကဆက်တလိုက်ကနေအကုန်ကြည့်လို့ရတာမကြည့်ချင်လို့မကြည့်တာပေါ့ဗျာဒါပေမဲ့ तू အာယုံစိုက်လာပြီဆိုအကုန်ကြည့်လို့ရတယ်ဖြစ်ပြနေတဲ့အရာအားလုံးကို အကုန်သိတယ်ဘယ်နေရာမှာသူတို့ဘယ်လိုလှုပ်ရှားနေတာအစားပြီးတော့သူတို့သုံးနေတဲ့အင်တာနက်ဆက်ကြောင် အင်တာနက်ဆက်ကြောင်းဆိုတော့ဘယ်ရလာလဲကျွန်တော်မသိလို့မေးကြည့်တာဒီမင်းအွန်လိုင်းထွင်ထားတာလားအဲ့ဒီကနေတော့သူတို့ပြောနေပြူစောတိတွေထွင်ထားတာလားသူတို့ထွင်ဖို့နေနေတာဗျာအတားမထုတ်နိုင်တဲ့လူတွေအဲ့တော့ဒီနီးပညာကဒီအနောက်နိုင်ငံဖြစ်တဲ့အမေရိကန်ကအများဆုံးထွင်ထားတာဗျာဒီ software တွေကဘယ်မှာတရုတ်ကလိုက်ခိုးတာပေါ့ဗျာဒါပေမဲ့ထားပါတော့အခုတရုတ်လည်းထွင်နိုင်ပြီပေါ့ ဲ့တော့အဲ့ဒါကိုထောက်လိုက်တာ ਨੇ ဗီဒီယိုကဘယ်ကလာနေတယ်လဲဒီအင်တာနက်ကြီးကဂျိုတူကနေဘယ်ကနေသုံးနေတယ်ဘယ်သူ gateway ကသုံးနေတယ်ဘယ်နေရာအတိအကျကလာနေဆိုတော့သူတို့စုံစမ်းလိုက်တာ ਨੇ ဒီတယ်သူတို့မှအဲ့လောက်ကောင်းတဲ့နည်းပညာရှိတယ်အဲ့တော့အမေရိကန်ကလက်တွေလည်းပြပြီးသွားပြီသူတကယ်လှုပ်ချင်ရင်တကယ်စောတာအဲ့တော့အမေရိကန်အဲ့ဒီတွေကြားကိုသွားပြီးတော့အဲ့ဒီတွေလင်းယုံကြီးသပုတ်နိုးနေတာပြောချင်တာကလိန်မော့ဗျာကဘာမှမတခြားနိုင်ငံတွေကိုလိန်မော့ ဥမာအင်ဒိုနီးရှားကိုလိန်ပေါ့ဗျာကြည့်ရမလားဒါပေမဲ့အင်ဒိုနီးရှားတို့ဘာလို့ကြာတော့လောဘကြီးတယ်လေဟိုဒေါ်လာသန်းနဲ့ချီဘူးဆိုတာအင်ဒိုနီးရှားမှာတထိပ်ဘယ်တထိပ်မှအဲ့လောက်အလိန်မခံဘူးလေဟိုမှာကြတော့အမေရိကန်ပြည်သူတွေမှာကကြတော့အသက်ကြီးတဲ့အဖိုးကြီးဖွားကြီးတွေကပင်စင်နေရှိတယ်အိမ်နေရှိတယ်ရောင်းလာတဲ့ပတ်စံနေရှိတော့ဒီလိုပြောမယ်အထီးကျန်နေတဲ့ဟိုမိမဆုံးသွားတဲ့အဖိုးကြီးကို ကောင်းမလေးတယောက်နဲ့မျှပြီးတော့ဘာညာကွိကွာလို့တော့အဖိုးကြီးကလည်းစိတ်တွေပြောင်းပြီးတော့ နောက်ဆိုသူချစ်ချစ်လေးကသူ့ကိုရင်းနှီးမြှုပ်နှံကမ်းလို့အဟုတ်ကြီးထိန်ပြီးသွားလှုပ်ပါသွားတာလေဒါမျိုးတွေအဲ့တော့သူတို့ကလောဘကြီးတယ်ဗျာသိတယ်မလားဟိုလိန်မလိန်တော့ဟိုခေါင်းကိုတက်လိန်တာပေါ့ဗျာအချမ်းသာဆုံးအမေရိကန်နိုင်ငံကိုတက်လိန်တော့ဟိုတယောက်တလီကတော့ပြဿနာမရှိဘူးတဖြည်းဖြည်းမျာ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 းလာတဲ့ခါကျတော့တိုင်တဲ့လူကလည်း FBI ကိုတိုင်ကြပြီလေအဲ့တော့ FBI မှာဒီကိစ္စကများများများလာတော့နောက်ဆိုသူတို့ cyber security နဲ့ light ကို light တဲ့ခါကျတော့ဒီ source ကဘယ်ရလာနေလဲ ကေကေဘက်ကလာတယ်ရှင်းနေတဲ့ကိစ္စကြီးဘယ်ကလာနေလဲသူတို့ပြောနေတဲ့ရွှေကုတ်ကလာနေတယ်အကြည့်လိုက်တဲ့ခါကျတော့လေအင်းမစောင့်နေတဲ့ဟာကိုသူတို့ဆက်တလိုက်ကိုချိန်လိုက်တာပေါ့ဗျာလွယ်လွယ်လေးဆက်တလိုက်ကိုချိန်လိုက်တဲ့ခါအေးစောင့်နေတဲ့လူတွေကလေ DGB ဒစိတ်တွေနဲ့ BGF ဒစိတ်တွေနဲ့အင်းမရှိတဲ့ခေါင်းဆောင်တွေမိမဘယ်နေရောက်ယူထားတယ်ဒီနေ့ဗာထမင်းဟင်းနဲ့စားတယ်အင်သာဘယ်နေခါတက်တယ် ခါအစသူတို့ရဲ့ DNA အစုံလူကြီးမျိုးတို့အားလုံးကြားပူမှာပါရုရှားသမ္မတပူတင်ကရုရှားသမ္မတပူတင်ကဒီတခြားနိုင်ငံတွေကိုသွက်လဲရင်သူအင်သာတက်တဲ့သူ့ရဲ့မစင်အားစပြန်ယူသွားတယ်။ဘာကြောင့်လဲ DNA စက်ခံရမှာဆိုလို့ဒုတိယမဟုတ်သူ့မှာဘာယောဂရှိလဲဆိုတာအေးသူ့မစင်ကနေပြီးတော့လုံမှာဆိုလို့သူ့မစင်ကအစသူ့နိုင်ငံပြန်သေးတယ်ဂျွန်နီလေးကောင်းမဲ့သမ္မတအိုဘားမားလက်ထက်တုန်းကသမ္မတအိုဘားမား UK နိုင်ငံကို state visit ပေါ့နော်အဲ့တော့ဘီယင်မကြီးကအလစ်စဘတ်ဘီယင်မကြီးကဖိတ်တဲ့ UK နိုင်ငံကိုအလဲလာတဲ့ခီးစဉ်မှာသမ္မတအိုဘားမားတို့အင်ဂျူရောကသူတို့သူတို့တောက်တဲ့တောက်ရည်ဘူးဟာစအကုန်သိလာတာ လုံးဝသူတို့အထီးမခံဘူးပြောချင်တာအဲ့လိုမျိုးရှိတာဖြစ်တဲ့အတွက်အခုဆိုရင်ဒါစောချစ်သူတို့ဒီ DGB ရကောင်းဆောင်တွေရဲ့ DNA တွေယောဂပဲနှစ်ခုရှိတာဆာအမေရိကန်ထောက်လှမ်းရေးကသိလာပြီပြောစောချစ်သူတို့အိမ်သာတက်မယ်ဗျာဥပမာပြောချင်တာဒါညစ်ပတ်တာ ပြောတာမဟုတ်ပါဘူးတော့ဒါကျမ်းမာရေးရှုတော့ တော့အေးသူတို့ထဲမှာရှိတယ်အဲ့ဒီကြားဖြတ်ကလူပဲဖြစ်ဖြစ်အေးသူတို့ဒီဂီဘီတရားကိုပဲပတ်စံပေးပြီးတော့ဗျာအဲ့ဒီသူ့မစင်ကိုယူလိုက်မယ်ဗျာအဲ့ဒီမစင်ကိုယူသွားပြီးတော့သူဓာတ်ခွဲကန်းနေဆောချစ်သူမှာဘာယောဂါရှိတာအစားသွေးတိုးလာစီးကျိုးတာနှလုံးလာအစားအကုန်သိတယ်ဟိုကကြောချင်တာကနော်ဟိုတနေ့ကဆိုရင်ဗျာဆောချစ်သူတို့အုပ်စုပါလဲကရင်ဒုံရင်းလာပါလားလောက်တာအဲ့ဒီတီနေရာကိုအမေရိကန်အကုန်သိတယ် ပြောချင်တာဒါတွေက satellite နဲ့ကြည့်လိုက်ရင်ကျွန်တော်တို့တော့မကြည့်နိုင်ဘူးပေါ့ဗျာမင်းအောင်လိုက်လို့လည်းအဲ့လောက်အဆင်လည်းမရှိဘူးလေမြန်မာနိုင်ငံကဂျိုဒူးတင်ထားနိုင်တဲ့အနေအထားလည်းမရှိဘူးလေအဲ့တော့ဟိုကအကုန်သိတယ်ပြောချင်အကုန်သိတယ်မပတ်သက်ခြင်းလို့ကိုမပတ်သက်ပဲနေနေတာဒါပေမဲ့သူ့နိုင်ငံသားကိုသွားပြီးတော့ပျားအောင်ဒုန်းနဲ့တထူတာဗျာအဲ့ဒီထဲမှာဒေါ်နန်ထွက်သွားပြီးဒုန်းနဲ့တထူတာကဘာပေါ်မှာဟိုခစ်စကားနဲ့ပြောရင် လှုပ်ချင်တာလှုပ်နေတယ်ခေါင်းဆောင်များသိတယ်မလား။ तू မှန်တဲ့ထင်အကုန်စော်နေတာ။အဲ့တော့တပရတော်နဲ့ထွက်ရဲ့စိတ်နေစိတ်ထားဟာ तू အမျက်ပဲလှုပ်ချင်တာ။အကောင်းပဲလှုပ်ချင်တာ။ तू ကိုဒုက္ခရအောင်လုပ်မယ်။ तू စီးပွားတိခိုက်အောင်လုပ်ရင်ရေစုံရေပြာလိုက်ဖျဲမဲ့သဘောရှိတယ်။လိုက်လံနှိမ်နေမဲ့ဆိုအဲ့တပရတော်နဲ့ထွက်ရဲ့စိတ်နေစိတ်ထား။ तू ကိုချီးကျူးတာပဲလှုပ်ချင်တယ်။ तू အောင်မြင်တာပဲကြားချင်တယ်။အကောင်းပဲကြားချင်တယ်ပေါ့ဗျာ။အဆိုးမကြားချင်ဘူး။ ပြီးတော့ तू လုံးသမျှအရာအလုံးအောင်မြင်ခြင်းနဲ့အမျက်ရခြင်းနဲ့ तू ကအဲ့လိုစိတ်နေစိတ်ထားရှိတယ်ဘယ်လိုပြောမလဲမာနရှိတဲ့ခေါင်းဆောင်ပေါ့ဗျာနော်အဲ့လိုမျိုးဖြစ်လာတဲ့ခါကျရင် तू ကို तू အုပ်ချုပ်နေတဲ့အချိန်မှာ तू तू နိုင်ငံကလူတွေရဲ့ပတ်စံတွေလာလိန်နေတဲ့လူကို तू तू ကိုကိုဗျာဘယ်သူမှမစိတ်ဆိုးမှာပဲမဟုတ်ဘူးလားလူကြီးမင်းတေချာစဉ်းစားကြည့်လူကြီးမင်းအိမ်မှာရှိတဲ့မိသားစုဝင်တယောက်ရဲ့ပတ်စံကို ရက်ွက်တဲ့ရခလေးကလူသွားတာပဲဖြစ်ဖြစ်အနိုင်ကြီးမြယူသွားတာပဲဖြစ်ဖြစ်လိန်သွားတာပဲလူကြီးမင်းပြန်မလုံနိုင်တော့တော်တော်လေးစိတ်ဆိုးမှာဟုတ်တယ်မလားအခွင့်ရရနိုင်ပြန်လုံချင်ပါလေအဲ့ဒီသဘောတရားနဲ့အတူတူပဲလေအဲ့တော့သွားပြီးတော့သမရတော်နဲ့တော့ဒုံနဲ့တထိုးတာဒုံနဲ့ထိုးတော့ဟိုကဦးပြန်ကစ်ပြီဦးဆက်ရှင်နေချတယ်ဆက်ရှင်နေချတယ် ဖြတ်ချင်တာကသူတို့ကို session ချနေတာတော်တော်ကြာပြီလွန်ခဲ့တဲ့နှစ်အနည်းနဲ့သုံးနေတယ်အဲ့ဒါကိုလည်း view မဆိုင်ဘူးဗျာသိတယ်မလားတော်ပြောတော်ပြောတွေရှောက်ပြီးတော့ဆက်လုံနေကြတယ်ဆက်လုံတော့အခု KK ဘက်ကိုဘုံခွဲမယ်လို့ဆိုသူထွက်ပြေးလာတဲ့နိုင်ငံသားတွေအများကြီးအဲ့ဒါ KK ဘက်ထဲမှာရှိနေတာသေချာနေတဲ့ကိစ္စကြီးအဲ့တော့သူတို့ကလိန်ကျင်တယ်ဥမာတော့ထိုင်းထိုင်းထောက်လန်ရေးတွေကိုလည်းသူတို့လိန်လို့ရမလားနော်ထိုင်းကလည်းအကုန်သိတယ်ထိုင်းကလည်းခံထားပြီသားအခုယာတုကဆင်းသွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောပေးထုတ်တန်ကိုတိုင်ပြောသူကိုတိုင်ကြားဖြတ်နေလေနဲ့အလိန်ခံလိုက်ရတယ်အဲ့တော့ဘယ်လိုပြောမလဲလက်ရဲစက်ရဲနေဗျာသိလားဟိုသူတို့ဒုတ်လိုက်ထိုးတာသူတို့ထင်နေတာကဟိုဒီစကားမကထင်တယ်လို့ပေါ့ငါအိမ်မှာငါနေတယ်ငါရွာမှာငါနေတယ်ငါတနက်ငါခိုင်တယ်ဘယ်သူဘာလာဘာလာလုပ်လို့ရမလဲအဲ့တော့လူဘာဝတာပေါ့ဗျာအခုတွေ့ပြီလင်းုံနဲ့အဲ့တော့ ရှင်းရှင်းလေးကျွန်တော်တင်ပြခြင်းတာကအခုကျွန်တော်တို့ဒီကစားပွဲအိုင်းတဲကိုတရုတ်ကိုခေါ်သွင်းလာတာလဲစကားမှာပဲဒီဒိုင်ကျုပ်ပေါ့ဗျာနော်ဒီကြားဖြန့်ဒိုင်ကျုပ်ကြီးပေါ့ခိုင်ကျုပ်ကြီးပေါ့ရုရှားကိုခေါ်သွင်းလာတာလဲသူတို့ပဲစကားမှာပဲအခုအမေရိကန်ကိုမှခေါ်သွင်းပြီသူတို့ပဲအချိန်တန်မှပြပအာကိုပစိန်ယူလာမလို့ねကျွန်တော်တို့ခေါ်သွင်းတာမဟုတ်ဘူးကျွန်တော်တို့ခေါ်လဲမလာဘူးဂျိုးပိုင်နဲ့လက်ထက်တွေက ထောက်ခံပါတယ်ထောက်ခံပါတယ်ပဲပြဇက်ကပဲပြောနေတာကျွန်တော်တို့ကဘာမှမလာဘူးအခုအဲ့ဒီစီဝိုင်းတဲ့ကိုခေါ်သွင်းလာတာဘယ်သူလဲသူတို့ပဲဘလိုပုံစံနဲ့ခေါ်သွင်းလာတာလဲပြအောင်ဒုံးနဲ့သထိုးတော့ဟိုကဒေါသထွက်ပြီလူကြီးမင်းစဉ်းစားကြည့်ပြဒေါ်လာ7ဘီလီယံဆိုတော့ဒေါ်လာတန်ပေါင်းတထောင်ရှိတယ်ဗျသူများပတ်စံဗျအလကားရတယ်များအောင်မင်းသူတို့အဲ့ဒီပတ်စံနဲ့ဇိန်နေခံနေကြတာ အဲ့ဒီပတ်စံနဲ့သူတို့ဟိုတနတ်တွေကိုကင်ပြီးတော့ဘယ်လိုပြောမလဲဟို empire ထူထောင်နေကြတယ်အခုဒုံးနဲ့တထိုးတော့ဟိုကလာပြီဟိုကတကယ်ပြောရင်တကယ်ချမှာနော်အီရန်ကိုသတ်စော်ရတာလည်းကြည်နော်ဘသူကိုလိုက်စော်ရတာလည်းကြည်ဟိုတော့ကဟိုစီးရီးယားကိုလည်းသတ်စော်ထားတာရှိတယ်နော်အများကြီးပြောစရာရှိတယ်အမေရိကန်စော်ပြီးဆိုရင်ဟိုမှာပါကစ္စတန်မှာဟိုဘာလဲဘယ်လိုပြောမလဲဘုရုသွားဖမ်းတာလေ ပါကစ္စတန်မှာသဖန်လာလေဟိုတော့က9/11တရားခံလေပါကပါကစ္စတန်မှာသဖန်လာဘူးတယ်နော်တစ်ချိန်လုံးကပနားမမှာလေပနားမကောက်ဆောင်နူဒီနူဒီဟူလာသူနာမည်သူ့ကိုလည်းသဖန်ဘူးတယ်နော်ပါကစ္စတန်မှာဘင်လန်ဒင်ကိုသဖန်ဘူးတယ်ဘာအောင်မင်းနေလည်းမသိဘူးကွာခုနကပြားအောင်မှာဒုံးနဲ့တတ်ထိုးနေလား အချိန်မြွေးလာပြီးတော့အဲ့ဒီဂိုင်းချုပ်ကြီးကိုနေပြီးတော့လာပြီးတော့ဟိုလာခေါ်ဝိုင်းမနေ့ကျလို့ဘဲပြောက်လို့ပြောက်မှန်းတော့မသိပဲねသူတို့ကြားဖြတ်နေဦးလို့တလူမျိုးဟိုကျွန်တော်တို့ပြည်သူတွေကိုပြန်ပေးဆွဲခံရတယ်လို့မျိုးတော့ကျွန်တော်တို့ပြည်သူတွေညဘက်ကျရင်ခလေးတွေပြန်မလာဘူးလေအဲ့ဒါမျိုးသူ့အချိန်မြွေးလာခေါ်သွားလိမ့်မယ်ဟိုကအဲ့ဒီခေါ်သွားဖို့လဲဘာမှမလိုဘူးရဲရင်နှင်းနဲ့သူတို့အထူးတပ်ဖွဲ့၁၀ရောက်လောက်ပါလာရပြီနေပြီးတော့ဝင်ချသွားမယ်သူအဲ့ဒီအနေနဲ့မှာသွားကုန်မယ်သူကသူကြိုက်တဲ့နေရာမှာအဲ့ဗျာ ပြောချင်တာသူတို့ထင်တယ်သူတို့ကိုသူတို့လုံလာပြီးထင်နေတာ။ तू ကြိုက်တဲ့နေရာမှာတပ်ပေါ်ဟိုအပေါ်ကနေစောက်ကြည့်နေတာ။ပြောချင်တာကအဲ့ဒီဂိုင်းချုပ်ကြီးခမင်းပါဒီနေ့ဘာဟင်းစားတယ်ဘာထမင်းစားတယ်ဘယ်အိမ်သားပဲနေခါတက်တာစားဟိုအကုန်သိတယ်။အသာလေးလာကုတ်သွားမှာ။အသာလေးလာယူသွားမှာ။အဲ့တော့အမေရိကန်ဟာတကဘာလုံးကအလကားချစ်ကြောက်ယူသိနေကြတာမဟုတ်ဘူး။ เนาะอเมริกันကတကဘာလုံးကဖြစ်ကြောက်ယူနေကြရတာဘာကြောက်လဲတကယ်လုံနိုင်တာနိုရီကနိုရီကပနားမှာမှာလေဟုတ်တယ်နိုရီကလည်းသဖန်ဘူးတယ်เนาะဂဒါဖီအိမ်ကလည်းဘုံခဏခဏလာချေးတာเนาะအဲ့တော့ဂဒါဖီလည်းသူတို့ဖမ်းဖို့ကြိုးစားတာမရလို့ဖြစ်နေမယ်အဲ့တော့နောက်မှဖမ်းခြင်းလို့လည်းမဖမ်းတာပေါ့ဗျာအဲ့တော့ ြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေကိုတနက်ပြပြီးအနိုင်ကျင့်လို့ရတယ်သူတို့အရာရာလုပ်လို့ရမှထင်တယ်။အဲ့လိုဟိုကလဖမ်းရင်တရုတ်ကသူတို့ကာကွယ်ပေးမယ်။တရုတ်ကိုယ်တိုင်ကသူတို့ဖမ်းကျင်နေပြီ။အဲ့ဒီကြားဖြတ်တဲ့ကိစ္စပဲ။ဘာလို့တရုတ်နိုင်ငံသားတွေကိုလည်းသူတို့လိန်နေတာ။တကဘာလုံးကိုပတ်ပြီးလိန်နေတာဗျာ။အဲ့ဒီထဲမှာမှအမေရိကန်ကတော့နည်းနည်းဟိုချမ်းသာပေးပေါ့ဗျာ။ကိုယ်လာပြီးဒုက္ခပေးတယ်။အဲ့ဒါကိုမကြောက်မရွံ့ဗျာ။သိလား။အမေရိကန်ကတော့လောက်တာ။ ဟိုကသူ့နိုင်ငံသားတယောက်ထိရင်တော့စစ်ဖြစ်မယ်စစ်ဖြစ်မယ်ဆိုတဲ့နိုင်ငံပြအခုသူ့နိုင်ငံရဲ့ပတ်စံတွေပြ10ဘီလီယံဆိုတာနဲတဲ့ပတ်စံမဟုတ်ဘူးဗျာအမေရိကန်နိုင်ငံမှာ10ဘီလီယံဆိုတဲ့ပတ်စံကနဲတဲ့ပတ်စံမဟုတ်ဘူးအဲ့တော့ပြအောင်နဲ့ဒုတိယတထူတော့ဟိုကဟိုကအခုတုတ်ပြန်ပြီရိုးရိုးလေးဆက်ရှင်တာမဟုတ်တော့ဘူးသူတို့ကိုတိုက်ဖြတ်ရေးအဖွဲတဖွဲပေါ့ဘာမားဆိုတဲ့နာမည်နဲ့ကိုတက်ပြီးတော့ အမေရိကန်ကကြီးညာပြီပြောချင်တာကဗျာလင်းယုံကြီးက ICC တွေဘာတွေတိတ်ကူးဆိုင်တာမဟုတ်ဘူး ICC ဦးလည်းသူကြည့်လို့ရတာမဟုတ်ဘူးလင်းယုံကြီးက ICC မလိုဘူးသူတကယ်ရေးယူခြင်းသူကိုယ်တိုင်သူတတ်လွှတ်ပြီးသူလာဖမ်းတာပြောချင်တာကလင်းယုံကြီးတလုံးပဲတလုံးပဲချလိုက်ခင်ဗျာနေပြည်တော်တစ်ခုလုံးပြာကြသွားမှာဘာအောင်မင်းတယ်လင်းယုံကြီးကိုအဲ့ဒီကနေတော့ဗိုလ်ချုပ်သူတို့အုပ်စုဒီ GKB အုပ်စုတို့ဘာများအောင်မင်းနေလဲမသိဘူး ပြောချင်တာကသူများနဲ့မပတ်သက်ချင်ငကိုတည်းမပတ်သက်နဲ့ချစ်ရှင်နေကင်းကင်းနေလीဘာကြောင့်အမေရိကန်နိုင်ငံသားတွေကိုသွားလိန်တာလဲအဲ့တော့ဘသူပြပြမိမိဖို့ပဲအဲ့ဒီဂိုင်းချုပ်ကြီးကအစဟိုအင်ပြူတော်မှာဟိုဒေါ်လာ3တန်းလောက်အကုန်ကြခံပြီးလော်ဘီတွေငှားပြီးတော့ဘလူးပလဲသက်လောက်တာဒါပေမဲ့ အနောက်ွယ်မှာကြတော့သူ့လူတွေကတစေသူကခိုင်းကျုပ်လေသူကတိုင်ကျုပ်လေတိုင်ကျုပ်ဆိုတော့သူကတိုင်ကျုပ်ဆိုရဲ့သဘောတရားအားလုံးသိပါတယ်နှလုံးနှလုံးတီထိုးလို့ဒီမှာလာသမျှအကုန်လက်ခံတယ်သူကနောက်ဆုံးတိုင်ကျုပ်စီမှာလာအပ်တယ်လက်ခွဲတိုင်ဒီအားလုံးကတိုင်ကျုပ်စီမှာလာပြီးအခြေတိုင်လာစဉ်နှစ်ပတ်တခါစင်းအပ်တယ်အဲ့တော့သူကဒိုင်ကျုပ်ဆိုတော့ဟိုဟိုအရှိရနေပြီးတော့လူကြားကောင်းအောင်လော်ဘီတွေငှားဆယ်သန်းလောက်ပေးပြီးတော့ သမရတော်နဲ့ထွန်းရင်မျက်နှာလိုမျက်နှာရသလိုတဲ့နောက်ွယ်မှာကြတော့သမရတော်နဲ့ထွန်းရင်အုတ်ချုံမှုအောက်မှာရှိတဲ့အမေရိကန်နိုင်ငံသားတွေကိုပလုတဲ့ခါကြတော့ဟိုကရည်စုံရည်ပြားလိုက်မှာလူကြီးမင်းများခင်ဗျာအမေရိကန်ကိုဗာအောင်မိနေတယ်နာဇီဟစ်တလာနဲ့အပေါင်းပါတွေကို ရေစုံရေပြားလိုက်တာအမေရိကန်တပည့်အစ္စရေးမောဆက်ကိုဗာမြောင်းအောင်မင်းနေလေရေစုံရေပြားလိုက်တာနော်လင်းရွာကြကုတ်ကြခဲနော်လင်းရွာ ခဲထားပြီဆိုရင် မရရအောင်လိုက်ခဲတာနော်လင်းရွာကိုရှော့မတွက်နဲ့အဲ့ဒါဘသူပြပြဝင်းမှုပဲကျွန်တော်တို့ကတော့ခေါ်လာတာလည်းမဟုတ်ဘူးသူတော်သူတော့ခေါ်လာတာမကြောက်လေသွားပြီးသွားလောက်တာကို ပြအောင်ဒုံးနဲ့တထူတာအဲ့တော့သူဒူးစမ်းစမ်းမော်ဗျာနော်မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်တွေကိုနှိမ့်နေ test force တခုကိုဘာမှနာမည်နဲ့ကိုဖွဲ့လိုက်ပြီတဲ့အမေရိကန်တရားရေးဝန်ကြီးဌာနကနေ ဖွဲ့တယ်အဲ့ထဲမှာတခြားဌာနတွေပူးပေါင်းဆောင်ရွက်မယ် FBI လည်းပါတယ်ပေါ့ပြောချင်တာက FBI က KK ပတ်မှာရှိတဲ့ကြားဖြတ် အော်ပရေရှင်းနှစ်ခုတော့လုပ်ပြီးသွားပြီကျွန်တော်တို့မသိတာနော်ပြောချင်တာကျွန်တော်တို့ရုပ်ရှင်ထဲမှာကြည့်ဘူးတယ်ကျွန်တော်တို့ငငယ်တုန်းကကြတော့အားလုံးကျွန်တော်အသက်အရွယ်တွေအားလုံးသိပါတယ်ကျွန်တော်တို့ကဘာသာပြန်ဝှထုတွေအရန်ဖတ်ခဲ့တယ်အဲ့ဒီချိန်ကကျွန်တော်ဖတ်တဲ့ဘာသာပြန်ဝှထုတွေကအရန်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါမျိုးတွေပေါ့ဗျာသိလားဒီ CIA ရဲ့ operation တွေ MOSAD ရဲ့ operation တွေပေါ့နော် MI5 ရဲ့ operation တွေပေါ့ သူတို့ operation လုပ်တဲ့ကိစ္စတွေကိုကျွန်တော်တို့အရန်ဖတ်ခဲ့ရတာအဲ့တော့ထိုင်းနိုင်ငံမဲဆောက်မြို့ကြီးရဗျာဥဒုဟုလူလူတကာဝင်ထွက်နေတာဗျာထိုင်းနိုင်ငံကတကယ်မလုံခြုံတဲ့နိုင်ငံဗျာသိလားဒါကျွန်တော်မတရားပြောတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်အခုမနေ့တနေ့ကမှသွားပြီးပြန်လာခဲ့တာထိုင်းနိုင်ငံကလုံးဝလုံခြုံမှုမရှိတဲ့နိုင်ငံမှာတရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံမှာအဲ့တော့ဒီနေမဲဆောက်မှာ ကြိုက်တဲ့လူတော်ကြိုက်သူလိုလာလို့ရနေတယ်ဆိုရင် FBI တို့ CIA တို့ကအေးစစ်စစ်လာပြီပေါ့ဗျာနော်လာပြီးတော့မလုပ်မလဲချောင်းနေမှာပေါ့ဗျာပြီးတော့သူတို့ special train လုပ်ထားတဲ့လူကြီးမင်းခင်ဗျာဟို FBI တို့ CIA တို့ဆိုလို့လူကျူတွေတို့မထင်လိုက်တယ်နော်နော်လူကျူတွေလို့မထင်လိုက်နဲ့အမေရိကန်နိုင်ငံမှာ မြန်မာຫນွေဘွားအမေရိကန်နိုင်ငံသားဖြစ်တဲ့လူကသိမ်းတဲ့ချီရှိတယ်။အဲ့တော့အဲ့ဒီလူတွေကိုလည်းသူတို့ train မလုပ်ထားဘူးလို့ဘယ်သူအာမခံနိုင်မလဲ။ပြောချင်တာကအဲ့ဒီ FBI တွေ CIA တွေဆိုတာလေအမေရိကန်နိုင်ငံသားမြန်မာຫນွေဘွားတွေပဲဖြစ်နေအောင်မှာ။ဒုသမုတ်ရင်လေတရုတ်ຫນွေဘွားတွေထိုင်းຫນွေဘွားတွေဘာလို့မြန်မာနဲ့ရုပ်ဆင်နေလဲ။မြန်မာနဲ့ရုပ်ဆင်တဲ့လူကတရုတ်ရှိတယ်၊ထိုင်းရှိတယ်၊အင်ဒိုနီးရှားလို့ရှိတယ်၊ဖိလစ်ပိန်းလို့ရှိတယ်။အမေရိကန်နိုင်ငံမှာဖိလစ်ပိန်းကသားနက်ချီရှိတယ်။ ဲ့တော့ဒီထိုင်းနယ်ဇက်မှာလာလို့မြင့် FBI တို့ CIA တို့ရဲ့စစ်စီရေးဟာလူဖြူတွေကိုမျှောမနေနဲ့နော်ပြောချင်တာကဒါဟင်းလေးပေါ့သူလိုကိုလိုဗမာရုပ်တွေပဲလာမှာအဲ့လိုလာပြီးတော့လေဦးစော်လိုက်လို့ဒီဒီ operation နှစ်ခါတော့လုပ်ပြီးလို့ပြောတယ်ဒါကြောင့်ကျွန်တော်တို့ကစဉ်းစားနေတာဘာကြောင့်ဒီစကမမင်းအောင်လိုက်တို့အုပ်စုက မြောင်းလိုက်တော့အုပ်စုကဒီကေကေပတ်ကြီးကိုဘုံခွဲဖို့လုပ်နေရတယ်ဘယ်ဟုတ်မလဲသူတို့တခါခံလိုက်ရပြီပြောချင်တာသူတို့သိထားပြီ CIA ဟိုဒီပေါ့အမေရိကန်ရောက်နေပြီဆိုတာသူတို့ခံလိုက်ရပြီခံလိုက်ရလို့အဲ့ဒါကိုဟန်ပြနေတယ်အာကျွန်တော်တို့ကြောက်ပါပြီဘာညာမှာဆိုဘုံခွဲပြရတာအဲ့တော့အခုမှအမေရိကန်အစိုးရကသတင်းထုတ်ပြန်တာအဲ့ဒါကိုသိလို့လေထိုင်းဝန်ကြီးချုပ်က အမေရိကထိုင်းနိုင်ငံရဲ့နယ်မြေတွေကနေပြီးတော့အမေရိကန်နိုင်ငံရဲ့လာလုတဲ့ operation တွေပေါ့ဒီလျှို့ဝှက်စစ်ဆင်ရေးတွေကိုထိုင်းဆိုရမသိစရာမရှိဘူးအဲ့တော့ထိုင်းဆိုရဆိုတာလေအမေရိကန်ရဲ့သားပဲအမေရိကန်တပည့်အရင်းကြီးထိုင်းနိုင်ငံမှာ corporate စစ်ဆင်ရေးတစ်ချိန်လုံးလုပ်နေတာဟုတ်လားအမေရိကန်ရဲ့ပူးတွဲစစ်ကြီးလေးလုံးနေတာအဲ့တော့ဒါနဲ့ရှင်းတာဘာရှိအောင်လဲဗျအဲ့တော့ဒါဒီသူတို့ဂျမန်ငင်တာ သူတို့လမ်းကသူတို့သူတို့အတက်ကျူးတာခေါ်မှာပေါ့ဗျာနော်သူတို့အတက်ကျူးတယ်ပဲခေါ်မှာပေါ့သူတို့ကသူတို့တခြားစဉ်းစားကြည့်နော်ဒီစက္ကမတွေဒီစစ်ဘိုလ်ချုပ်တွေဒီကြံဖို့တွေဘလောက်ထိညံမရှိဘူးလဲဆိုရင်ဒီကျွန်တော်တို့ကစားဝိုင်းတွေကိုကျွန်တော်တို့ကွင်းတွေကိုစီဝိုင်းတွေကိုတရုတ်ကလည်းဆွဲသွင်းလာတယ်ရုရှားကိုဆွဲသွင်းလာတယ်အခုနောက်ဆုံးအမေရိကန်ကိုဆွဲသွင်းလာပြီသူတို့ရဲ့လုပ်ရကြ ကျွန်တော်တို့နဲ့ဘာမှမဆိုင်ဘူးကျွန်တော်တို့နဲ့ဘာမှမဆိုင်ဘူးအဲ့တော့တိုင်းရင်းသားဒီကလဲတယ်ပြောချင်တာအီယာဟူတွေကအမေရိကန်အကူအညီကိုပဲတောင်းတာအဲ့ထဲမှာအလဲဆုံးကရိုဝင်ဂျာပဲဗျာသိလားရိုဝင်ဂျာကအမေရိကန်ကိုဒုက္ခရောက်အောင်မလုပ်ဘူးအမေရိကန်ကိုသွားပြီးတော့အကူအညီပဲတောင်းတာဘာမှလူပြောရင်တော့ငိုပြတာပေါ့ဗျာငါတို့ဒုက္ခရောက်နေအကူပါဆိုအမေရိကန်ကဒါကြောင့်ဗျာ အမေရိကန်လွှတ်တော်တွေနိုင်ငံသားဘာကိစ္စဖြစ်ရူဟင်ဂျာအကြောင်းပဲပြောတာရူဟင်ဂျာအကြောင်းသူအရင်ဆုံးဦးစားပေးပြောတာဘာကြောင့်လဲရူဟင်ဂျာတွေကလဲတယ်ပြောချင်တာကအဲ့ဒီစာကမတွေမင်းအောင်လှိုင်တို့အုပ်စုကရူဟင်ဂျာလောက်တော့မလဲဘူးအဲ့လိုပြောရင်တို့နာကြလိမ့်မယ်ရူဟင်ဂျာလောက်တော့တို့မလဲဘူးမလဲဘူးမပါနဲ့ဘူးရူဟင်ဂျာကသူကအမေရိကန်ကိုဆရာခေါ်ပြီးတော့အကူအညီတောင်းပြီးငိုပြတာဒုက္ခရောက်နေတာကိုပြောတာအဲ့ဒါကြောင့်အမေရိကန်ကသူ့ကိုကာကွယ်ပေးပြီးတော့ အမေရိကန်လွှတ်တော်အောက်လွှတ်တော်အထက်လွှတ်တော်ကတစ်ချိန်လုံးမလို့ရိုဟင်ဂျာကိစ္စဘာထူးလဲဘိုးရိုဂျာဘာလို့ပြန်မခေါ်သေးတာလဲအဲ့ဒီကိစ္စတစ်ချိန်လုံးပြောနေတာ